လေးနဲ့တဲ့အသိဉာဏ်ပညာဖြင့်တံပိုးရှိတဲ့ကုလိုစိတ်ကလေးတွေဖြစ်အောင်ကြိုးပမ်းအားထုတ်ကြကြမယ်ပေါ့နော် ုသိုကောင်းမှုဆိုတာကတူရစုလိုက်မယ်ဆိုလို့ရှိရင်ဒါနရဲ့သီလရဲ့တမာရရဲ့ပညာရဲ့လို့၄မျိုးရှိအဲ့ဒီ၄မျိုးထဲမှာပညာကတော့အကြီးအသေးအမြင့်မားဆုံးကောင်းကျိုးချမ်းသာကိုအဖြစ်ထွန်းစေနိုင်ဆုံးကုသိုလ်ဒါနကောင်းမှုပြုရင်းဖြင့်သီလလည်းစောင့်တည်ထားတယ်တရားစကားကို အာယုံဆိုင်ပြီးတော့ ထိုက်တဲ့နဲ့တမာရီကုလူကိုလည်းဖြစ်အောင်ကြိုးစားမယ်ပေါ့နော်အဲ့ဒီတမာရီကုလူကိုအကြောင်းပြုပြီးတော့ဒီတရားစကားကို နားထောင်ရင်းဖြင့်အသိဉာဏ်ပညာဒီဟုသော အမျက်ဆုံးအကောင်းဆုံး ကုလူကိုလည်းပဲရအောင်ယူကြမယ်နော်အဲ့တော့ပညာဆိုတာဘာတုံးလို့ပညာရဲ့သဘောတဘာဘာကိုဝေဖန်စီစစ်ကြည့်မယ်ဆိုရင် လူရင်းပညာရဲ့အတိပဲကဘဝရဲ့အကြောင်းကိုအမှန်ကန်သိမြင်နားလည်တဲ့သဘောပဲဘဝဆိုတဲ့နေရာမှာလည်းပဲအထက်ကကိုယ့်ဘဝရဲ့အကြောင်းကိုသိဖို့ကိုယ့်ဘဝရဲ့အကြောင်းကိုသိရင်သူများဘဝရဲ့အကြောင်းကိုလည်းသိမှာကိုယ့်ဘဝရဲ့အကြောင်းကိုသိရင်တလောကလုံးကိုသိမှာပဲ။ သိရင်တည်တဲ့လောက်ဉာဏ်ပညာကြီးမားတယ်လို့ဆိုရတယ်ပေါ့အဲ့တော့ကိုဘွားရဲ့အကြောင်းကိုသိဖို့ဆိုတဲ့နေရာမှာဘဝကဘလို့ဖြစ်နေတာတော့ဘဝကအခုလက်တွေ့ကြကြပြောရရင်တွေ့နေရကြုံနေရတာတွေကို အပြီးပိုင်ထားခဲ့ရင်ဖြင့်ဆက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 ်ဖြစ်နေတယ် ုရင်လေးဖြစ်ခဲ့တဲ့ကိစ္စတွေအတွေ့အကြုံတွေဘုံဘုံတို့အပြီးပိုင်ချုပ်ပြောက်သွားပြီရှိတော့ပြီးခဲ့ပြီဘယ်မှာမှရှာလို့မတွေ့နိုင်တော့ဘူးဒါပေမဲ့ဘုံဘုံတို့ကဒီအတွေ့အကြုံတွေဒီအဖြစ်ပြက်တွေထပ်ပြီးတော့ဖြစ်เสียရတွေ့เสียရကြုံเสียရအကြောင်းတရားတွေကအများကြီးရှိနေတာဆိုတော့ထပ်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 ပြီးတော့ တူညီတဲ့အတွေ့အကြုံတွေကိုထပ်ပြီးတော့ဘုန်းဘုန်းတို့ကတွေ့ကြုံရတယ်ထပ်ထပ်ပြီးတော့ဖြစ်နေပိုးရှင်းအောင်ပြောရရင်ဘုန်းဘုန်းတို့ကထပ်ထပ်မြင်နေရတယ်ထပ်ထပ်ကြားနေရတယ်ထပ်ထပ်တွေးမိနေရတယ်ထပ်ထပ်ပြီးတော့စိတ်ထဲမှာဆင်းရဲရတယ်ထပ်ထပ်ပြီးတော့စိတ်ထဲမှာချမ်းသာရတယ်ထပ်ထပ်ပြီးတော့လောဘဒေါသတွေဖြစ်ရတယ်ထပ်ထပ်ပြီးတော့ကုသိုလ်ဘက်ကလည်းပဲကောင်းတဲ့စိတ်တွေဖြစ်ရတယ်ဘဝရဲ့အကြောင်းကိုသိတာပညာဆိုတော့ဘဝရဲ့အကြောင်းကိုသိဖို့စပြောတယ် ဘဝဆိုတာဘာတုံးဘလို့ဖြစ်နေတာတုံးအတွေ့အကြုံတွေကို အပြီးပိုင် ထားခဲ့ရင်နဲ့အတွေ့အကြုံအစ်စ်တွေကိုဆက်ဆက်ရင်ဆိုင်ရင်းဖြင့်သွားနေရက်နေတာမဟုတ်ဆိုတော့ကာစီပြီးတော့လာခဲ့ကြနော်ကာလံဘေးမှာရှောက်ကြည့်လိုက်တဲ့အခါကျတော့မြင်ကွင်းမျိုးစုံရိပ်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 နဲ့နောက်ကြံရစ်ခဲ့ကြတယ် မြင်ကွင်းအစ်စ်အစ်စ်ကိုထထမြင်တယ်မြင်ပြီးတိုင်းမြင်ပြီးတိုင်းမြင်ကွင်းဟာလည်းပဲကြံရစ်တယ်အဲ့ဒါနဲ့အလွန်တူတယ်ကျွတ်တို့ဘဝရဲ့အခုဖြစ်နေတဲ့အနေအထားလေးကအတွေ့အကြုံအစ်စ်တွေထထထထဖြစ်နေတယ်အခုအတွေ့အကြုံအစ်စ်တွေဖြစ်နေအဲ့ဒါကိုဘုန်းဘုန်းတို့ကသာဝရထားခဲ့ရင်နဲ့နှုတ်ဆက်ချိန်တော့မရဘူး တောက်လျှောက်ပြီးပျောက်သွားတယ်တောက်လျှောက်အစ်စ်အစ်စ်ထက်ထက်ပြီးတော့ဘုံဘုံတို့တွေ့ကြုံရတယ်ဘုံဘုံတို့စိတ်ထဲမှာဘလောက်အရေးပါတယ်လို့ပဲထင်ရတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်သိအရေးမပါဘူးလို့ထင်ရတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ဘယ်အတွေ့အကြုံမျိုးမဆိုတူညီစွာပဲပျောက်ကွယ်သွားတယ်ဘုံဘုံတို့အရေးပါတယ်ထင်လို့လဲသူကအကြာကြီးနေမှာမဟုတ်အရေးမပါဘူးထင်လို့လဲအကြာကြီးနေမှာမဟုတ်တူညီစွာပဲပျောက်ကွယ်သွားတယ်အဲ့ဒါအနေဆာဆိုအဲ့ဒါပြောတာ အဲ့ဒါလိုဘုံဘုံတို့ဟာပြီးဆုံးပြောက်ွယ်သွားကြရင်ဖြင့်အပင်ညာနဲတဲ့အခါကျတော့မမြင်ဘူးဒီတိုင်းဒီတိုင်းရက်တည်နေတယ်အမြဲဖြစ်နေတယ်အမြဲရှိနေတယ်လို့ထင်နေတယ်အဲ့လိုပြောက်ွယ်ပြောက်ွယ်သွားရင်လည်းနောက်ဆုံးတနေ့မှာအခုဘသူပါဘဝပါလို့ပြောဆိုနေရတယ်ပြည့်ညက်ရတယ်ဒီကိုယ်ကောင်ကြီးတောင်လုံးဝပျောက်သွား စာနာတောင်ရှာလို့တွေ့တော့မှာမဟုတ်တော့တက္ကမကြီးဆိုရင်မိဘတွေရှိသေးသလားရှိတော့အယိုးပြတောင်ရှိချင်မှရှိတော့နော်သူ့ရဲ့ဘိုးဘွားတွေဆင်းဆက်အကုန်လုံးပါတော့ပျောက်သွားကြတယ်ကျွတ်တို့ကလည်းပဲအဲ့လိုပျောက်သွားမဲ့နေရာတွေပျောက်သွားမဲ့အခြေအနေတွေကိုသွားနေတာအဲ့လိုသွားနေတာကိုရိုးတန်းတန်းသွားတာမဟုတ်ပျောက်ရင်းနဲ့သွားတာ အပြက်လေးပြက်ရင်နဲ့အပြက်ကြီးပြက်မဲ့စီကိုသွားတာအပြက်လေးပြက်တယ်ဆိုတာအနိစ္စကိုပြောတာအပြက်ကြီးပြက်တယ်ဆိုတာမရဏကိုပြောတာဘဝရဲ့အကြောင်းကိုသိတာပညာဟုတ်ပြီအဲ့လို့ဆိုရင်ဘဝဆိုတာဘယ်လိုသဘောရှိတာတော့ဘဝဆိုတာခုပြောနေအပြက်လေးပြက်ရင်နဲ့အပြက်ကြီးပြက်ရမယ်စီကိုသွားနေရတာဇူးမရက်နေလို့မရဘူးကျတော့အိမ်မောကြနေတဲ့အချိန်မှတောင်မှ ဲ့ဒီသွားတဲ့အလုပ်ကိုလုပ်နေရတယ်ကျွတ်တို့တိတိမတိတိကျွတ်တို့စကားပြောနေတဲ့အချိန် ကျွတ်တို့တမင်းစားနေတဲ့အချိန်ကျွတ်တို့ရှောက်တွေးနေတဲ့အချိန်ကျွတ်တို့ကကျွတ်တို့အလုံးနဲ့ကျွတ်တို့ဘာတွေပဲလှုပ်လှုပ်နေနေဒီသဘာဝတရားကြီးကလည်းသူ့အလုပ်ကိုမမိတ်မတုံအမြဲတမ်းမရမနာတာဝန်ကြီးတယ်အမြဲတမ်းလှုပ်နေသူ့တာဝန်ကဘာတုံးဆိုတော့ပျက်စီးခြင်းနဲ့ပျက်စီးခြင်းစီကိုသွားတဲ့တာဝန်ပဲအဲ့ဒီတာဝန်ရက်လို့မရဘူး အဲ့ဒါလိုနဲ့ဘုံဘုံတို့အပြက်ကြီးပြက်ကြရရောပြက်ကြီးပြက်တော့ပြောရရင်နားလေလွယ်တဲ့ဟောတာသုံးပြောရရင်ဇလန်းတစ်ပုတ်ပြီးသွားတော့နော်ဒီဇလန်းမှာလူတိုင်းလူတိုင်းကကိုယ်ဇလန်းမှာကိုယ်ဇက်လိုက်ပေါ့ကိုယ်ဇက်လိုက်ဆိုရင်ကိုယ်အတွက်လူချမ်းလည်းရှိမှာပါနော်တချို့ပြောရတာရှိရလေရေဇက်ပါလို့တွေ့တာမဟုတ်ဘူးဝေကျွေးဆက်ရဖို့တွေ့တာ တွေ့နေရတဲ့လူတွေပေါ်မှာမကျေနပ်တဲ့အခါအဲ့လိုပြောကြတယ်အဲ့လိုလူတွေကိုတော့ကိုကဘလို့ထင်ပါလဲငါဘဝရဲ့လူချမ်းနေကိုစိတ်တိုင်းလေးကြပြီဆိုရင်တော့အော်ဒါတော့ငါပါရမီဖြည့်ပဲနဲ့တူတယ်ဟုတ်လားအဲ့ဘုန်းတို့သေပြီပြက်ပြီဆိုတော့ဇလန်းတပုတ်ပြီးသွားကလကာချပြီးတာနဲ့ရက်မာလာဆိုတော့မရက်ဘူးကျွတ်တော့ဒါတော့ ယုံကြည်မှုနဲ့လက်ခံထားတော့နော်ဒီဘဝပြီးတာနဲ့နောက်ထပ်ဘဝတစ်ခုဟာတောက်လျှောက်ဆက်ပြီးတော့ဖြစ်လိမ့်မယ်ခုဒီဘဝဖြစ်ခဲ့တာလည်းအရင်ဘဝပြီးတာနဲ့ဒီဘဝတောက်လျှောက်ဆက်ဖြစ်ခဲ့တာလို့ကျွတ်တို့အဲ့လိုယုံကြ်ထာ်အဲဒါကိုကျွတ်တိုတ်သိသလားဆိုော့တကယ်တော့မသိပါဘူးဒါပေမဲ့ယေရှုဘုရားရဲ့တပ်ပင်ညူတညာကိုယုံကြည်သောအဖြစ်အဲ့ဒီအမှန်တရားကြီးကိုလည်းဘုန်းဘုန်းတော်ဟာယုံကြည်ထားတယ်လက်ခံထားတယ်ငါအချိန်ကုန်လို့ပြတ်သွားပြီဆိုရင်ဇလန်းက ရက်သွားမှာမဟုတ်ဘူးနောက်ထပ်ဇလန်းတစ်ပုတ်ထပ်ပြီးတော့ဆက်ကမှာဟုတ်ပြီနော်အဲ့ဒီကတဲ့ဇလန်းမှာလည်းပဲအနေငယ်မြတ်လေးကွယ်လွယ်မှုလေးကိုကြည့်ပြီးတော့ဇလန်းကိုမတူဘူးလို့ပြောလို့မရဘူးဇလန်းရဲ့ကြောရွားတော့အတူတူပဲဘုန်းတို့ဘဝတိုင်းဘဝတိုင်းကခဲ့တဲ့ဇလန်းတွေကိုလူရင်းအနှစ်ချုပ်ဟန်ရင်သိမများဘူးမွေးဖွားလာတယ်အိုမင်းရင်ရောတယ် နာကျင်ခက်ခဲမှုမျိုးမျိုးကိုကျွန်ရတယ်ပြီးတော့ပြတ်သွားတယ်ဒါပဲလုပ်ငန်းကိုင်ကန်အဆင်ပြေတာမပြေတဲ့တိမ်ပြောလောက်ပါဘူးနော်မွေးဖွားလာတယ်အိုရတယ်နာရတယ်တေးသွားတယ်ဒါပဲဒီဇလန်းပဲကျွတ်တော့ဟာမယိုးနိုင်မဲနဲ့ဘဝတိုင်းဆက်ကတယ်ဒါပေမဲ့ကိုကဒီတိုင်းကအနေရလို့မသိတော့ပြင်းရကောင်းမလဲမသိဘူးယိုးရကောင်းလဲမသိဘူးဇလန်းကိုလည်းဆန်းတယ်လို့လည်းထင်းနေတယ်တကယ်ကမဆန်းပါဘူးနော် ဆင်ပြေပြေမပြေပြေပြီးဆုံးရင်နဲ့ထားခဲ့ရင်နဲ့ဒီလိုနဲ့တရက်ကံကံသွားနေကြတာဘဝရဲ့အကြောင်းကိုသိတာပညာဟုတ်ပြီဘဝကဘလို့ဖြစ်နေတာတော့အဲ့ဒါကိုအခုအတိပ္ပယ်ဖွင့်တယ်ဘဝပျက်စီးရင်နဲ့ပျက်စီးခြင်းတွေကိုသွားတယ်ပျက်စီးပြီးပြီဆိုတော့လည်းပဲဆက်ပြီးတော့ပြက်ဖို့အတွက်ဖြစ်ပြန်တယ်ဖြစ်တယ်ဆိုတာလကားဖြစ်တယ်မို့ပြက်ဖို့ဖြစ်တာအဲ့ဒါတွေကိုနားလေတာပညာပဲဟုတ်လား အဲ့တော့မြတ်စွာဘုရားကအဲ့လိုဖြစ်ပေါ်နေတဲ့မပြီးနိုင်မဆုံးနိုင်ဒီဖြစ်နေတဲ့ကိစ္စကြီးဟာတကယ်သာမြင်မယ်ဆိုလို့ရှိရင်ရက်ချင်သေးပေါက်ကိုပေါက်ကျွတ်လို့မရက်ချင်သေးဘူးနော်ဆိုတာတကယ်မမြင်သေးလို့ကျွတ်တော့မောရတာညီးနေတာအသွားရက်မှမရက်တာနော်ပူသေးလို့သာညီးနေတာမိသာထဲ့တဲ့ကိစ္စရက်ကိုမရက်ဘူးတော့ကျွတ်တို့တကယ်ပူမှလည်းမသိဘူးတကယ်သွားနေရတယ်လို့လည်းမသိဘူးသွားနေမှန်းသိရင်မောမှန်းသိမှာ အနည်းဆုံးမရက်ချင်အောင်တော့နားတော့နားခြင်းပါကိုကကျွတ်တော့ရက်ချင်ဖို့မပြောနဲ့နားကိုမနားခြင်းကိုကကိုမုံမလည်းမသိဘူးပမ်းမလည်းမသိဘူးဘွာမြဲသွားနေတာအဲ့တော့မြတ်စွာဘုရားကဒီယုံတန်တွေစင်စဲမပြတ်ဖြစ်နေတဲ့ကိစ္စပင်ပန်းတယ်ဆင်းရဲတယ်အေးဒါကို तू ကမြင်တယ်ဘာလို့မြင်တာတုံးဆိုတော့အနိစ္စကိုမြင်ရကနေတစ်ဆင့်မြင်တာအနိစ္စကိုမြင်တာဆိုတော့ပြောရတယ်နော်ပျက်စီးရင်းနဲ့ပျက်စီးခြင်းတွေကိုသွားတယ် အနိစ္စကိုမြင်မှများလို့ရှိရင်ဒါယထာဘုဒ္ဓဉာဏ်ရင့်တန်တဲ့ခေါ်တယ်။ဟုတ်တဲ့အတိုင်းမှန်တဲ့အတိုင်းမြင်တာပေါ့။အဲ့ဒါမြင်လို့ရှိရင်ယထာဘုဒ္ဓဉာဏ်ရင့်တန်လို့ရှိရင်တော့နိဗ္ဗိဒာဒီဖြစ်စဉ်ကြီးပေါ်မှာပြင်းမုံကြီးငွေ့တယ်ဆိုတဲ့သဘောဖြစ်တယ်။အဲ့ဒီနိဗ္ဗိဒာဉာဏ်ရင့်တန်လာလို့ရှိရင်နော်ဝိရဇ္ဇလို့ခေါ်တယ်။တမမှုကင်းတယ်ဆိုတဲ့မဉဏ်ဟာဖြစ်ပေါ်လာတယ်။အဲ့ဒီမဉဏ်ကကိလေသာကိုတတ်နိုင် အဲ့တက်မဲ့မှုကင်းသွားပြီဆိုတော့မှဝိမု ക്തി စိတ်ကဒီဒုက္ခတွေကနေလွတ်သွားတယ်အဲ့ဒီကြာတော့မှတကယ်စစ်မှန်တဲ့ချမ်းသာကိုရတယ်ဒီနေ့အဖြစ်ဒုက္ခနိရောဓဒုက္ခကအဲ့ဒီကြမှာချုပ်တယ်ကျို့တို့အခုကဒုက္ခဖြစ်နေတယ်ကျို့တို့ကဒုက္ခရောက်နေလို့ရောက်နေမှာမသိဟုတ်လားအဲ့တော့မြတ်စွာဘုရားကသောသောပြောတဲ့အနိစ္စကိုသာအမြင်တအောင်လုပ်နော်ညင်းငွေတဲ့သဘောဒီနေ့အဖြစ်ရက်ချင်တဲ့သဘောနားကျင်တဲ့သဘောဒါလေးတွေဟာ နဲ့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 ဖြစ်ပေါ်လာအလွန်ဖြစ်ခဲ့တယ်နော်အဲ့လိုမဖြစ်တဲ့အတွက်ကြောင့်ကျွတ်တော့ဟာဘဝပေါ်မှာဤမျိုးစုံနဲ့တွေ့တာတယ်မမောတယ်တွေ့တာမမောတော့ဘဝကထက်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 ပြီးတော့ရလိမ့်မယ်ဖြစ်လိမ့်မယ်အဲ့ဒါနဲ့မဆုံးနိုင်တဲ့ဇလန်းကိုဘုံဘုံတို့ကနေကြတယ်အဲ့ဒါမြတ်စွာဘုရားပွင့်လာတယ်ဆိုတာအဲ့ဒီဇလန်းဟာမကောင်းဘူးရက်ပလိုက်ကြဘုရားအတီအလင်းကိုအဲ့ဒီတိုင်ဖြစ်စေခြင်းတဲ့စကားမကြမကြပြောရတယ် ယာဝန်ရှိတံမေဘိခွေအလံမေဝတပ္ပတင်္ခာရီတုနိဗ္ဗိန္တိတုံအလံဝိရိစီတုံအလံဝိမုတ်စီတုံဒီစကားလေးကခဏခဏတွေ့ရတယ်သင်္ခါရတရားတွေကအလွန်အမင်းညင်းငွေခြင်းကတင့်လာပြီညင်းငွေတဲ့စိတ်ဖြစ်တဲ့နေဒီယုတ်တိနန်နေဘဝတွေရဲ့အပေါ်မှာတမမှုကင်းတဲ့စိတ်ဖြစ်တဲ့နေဖြစ်အောင်လုပ်ကြဒီယုတ်တိနန်နေဒုက္ခတွေကနေလွတ်မြောက်အောင်လုပ်ကြ ဒါမဲ့ကျုပ်တို့ကအနိစ္စကိုအမြင်မတန်တဲ့အတွက်ကြောင့်ညီငွေတဲ့စိတ်လဲမဖြစ်မဖြစ်ရေးချမဖြစ်ဟုတ်လားနောက်ကျုပ်တို့ညီငွေတာကျုပ်တို့မဖြစ်ရှင်တဲ့ကိစ္စတွေဖြစ်လာလို့ဒါညီငွေတာဟုတ်လားဆွမဲ့မှုกินတဲ့စိတ်ပို့လို့တောင်မဖြစ်ဆွမဲ့မှုမှမกินဘလို့မှမလွတ်မြောက်ဘူးချမ်းသာအစ်စ်ကိုမရဘူးတနည်းအားဖြင့်ဒုက္ခမငြိမ်းဘူးဟုတ်လားအဲ့တော့ကျုပ်တို့က သာသနာမှာမြတ်စွာဘုရားရဲ့အဆုံးမှာအဓိကလိုရင်းကအဲ့ဒါပဲဘဝကလွတ်စေခြင်းတာသို့တော့ဘဝကလွတ်မြောက်ခြင်းနဲ့စိတ်ပေါက်ဖို့ဆိုတာတုံတုံညံတက်ခံနဲ့မလာဘူးမရနိုင်ဘူးအဲ့တော့လူတိုင်းရဲ့ပုံမှာအဲ့ဒါလိုမျှော်လင့်လို့မဖြစ်နိုင်ဘူးအခုပြောနေတဲ့လူကိုယ်တိုင်းမှာကိုယ်ကလည်းပဲအဲ့ဒီစိတ်ကပြင်းပြင်းထန်ထန်ရှိတာမဟုတ်ဘူးဒါပေမဲ့မြတ်စွာဘုရားပွင့်လာတယ်ဆိုတာအဓိကဒါကိုပြောနေတာဆိုတာကြီးကိုတိတိကြီးနဲ့ပုံပုံတို့တွေဟာ ဒီဥစ္စာကိုကြဲကြဲလောင်လောင်မပြောဘဲမနေသင့်ဘူးကြဲကြဲလောင်လောင်ပြောကိုပြောရမယ်ဒီသစ္စာလေးပါးကိုသိလို့ဘဝဆင်းရဲတယ်ဆိုတဲ့အခြေအနေမှကိုတကယ်သိလို့ဘဝပေါ်မှာမမုန်းမှုကင်းပြီးတော့လွတ်မြောက်မှုချမ်းသာကိုနှရသွားတာအဲဒါကြောင့်ဖះဖြစ်သွားတယ်မြတ်စွာဘုရားဆိုအဲဒါကိုသိသိချင်းလို့ပဲ�ဖះဖြစ်အောင်လုပ်ခဲ့တာတကယ်ကဘဝထဲမှာကြီးပွားဖို့ဘဝထဲမှာချမ်းသာဖို့ဘဝတွေတဘဝပြီးတော့ဘဝပူ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 ကောင်းတဲ့ဘဝတွေရဖို့အတွက်မြတ်စွာဘုရားအဲ့လိုတရားတွေမဟောဘူးမဟုတ်ဘူးဟောတယ် ဟောပါလေအဲ့ဒါလေးလေအများကြီးဟောတယ်ဒါပေမဲ့တကယ်အဓိကလိုရင်းကတော့စောစောကပြောခဲ့တဲ့ဘုရားလွတ်မြောက်ဖို့အတွက်ပဲဟောတာပုပုမြတ်စွာဘုရားဟောတဲ့ဒေသနာတွေမူရင်းနှုတ်ကပတ်တော်တွေအများကြီးလေ့လာကြည့်အဲ့ဒါတွေပဲအဓိကပြောတာဟုတ်လားအတော့ကျတော့ကညာကနုနယ်သေးတဲ့အခါကျတော့ဘဝမလွတ်ချင်ဘဝကိုပဲတန်ရောစင်တွေ့ပြီးတော့ဘဝကိုပဲ တက်မဲ့မောမောနဲ့ဘဝအပေါ်မှာပဲတက်မဲ့မောမောနဲ့နေနေတာအဲ့တော့ဘဝရမှာပေါ့အဲ့လိုတက်မဲ့မောမောနေကြလို့လည်းအခုရနေတာအေးရပြီဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်ကိုသတိပေးထားနင်းလူချင်းလို့ရထားတဲ့ကိစ္စဒုက္ခဖြစ်လာမှဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်ပြောမနေနဲ့ဟုတ်လားနော်ဘဝမှာဒုက္ခဖြစ်တယ်ဆိုတာဘဝရလို့ဒုက္ခဖြစ်တာ တကယ်တမ်းကကျန်တဲ့အကြောင်းတရားတွေဆိုတာပဓာနာကြတဲ့အကြောင်းတရားမဟုတ် ော်စိတ်ဆင်းရဲရတယ်ဆိုရင်လည်းဘဝဖြစ်လို့စိတ်ဆင်းရဲရတာလို့မြင်စေခြင်းယောဂါတွေဖြစ်တယ်ဆိုရင်လည်းဘဝဖြစ်လို့ယောဂါတွေဖြစ်ရမချင်းမနစ်သက်တဲ့လူနဲ့အတူနေရရင်လည်းဘဝဖြစ်လို့မချင်းမနစ်သက်တဲ့လူနဲ့အတူနေရတာချစ်တဲ့လူနဲ့ကိုယ်ရတယ်ဆိုရင်လည်းဘဝဖြစ်လို့ချစ်တဲ့လူနဲ့ကိုယ်ရတယ်လို့အဲလိုဘဝဖြစ်ခြင်းဒီဒုက္ခအားလုံးရဲ့အခြေခံကြောင်းတရားလို့ကျွတ်မြင်တတ်ဖို့လိုတယ်ဖေကအတီးလဲဟောထားတာပဲလေဇာတိပိစယဆရာမရဏသောကပရိဒေဝဒုက္ခဒေါမနတုပါဒသံဝန္တိ နော်ဒုက္ခတွေအကုန်လုံးကလူရလို့ဖြစ်လာလို့ဒုက္ခတွေတွေ့ရလူကဘာလို့ဖြစ်တာတုံးဆိုတော့ဖြစ်ရတဲ့အခြေအနေကိုမကောင်းမှမသိတဲ့တို့ကြောင့်ဖြစ်ချင်းနေလို့ကိုဖြစ်တာပဲရိုးရိုးလေးတရားဆိုတာဟုတ်လားအဲ့တော့ကျွန်တော်ကအဲ့ဒါတွေကိုနားလည်ရမယ်အဲ့ဒါနားလည်အဲ့ဒါပညာပဲအဲ့လိုဆိုရင်တရားကအ ਨੇ ဆုံးတော့နှစ်ပိုင်းလောက်တော့နားလည်မှရမယ်ဘဝထဲမှာအရှင်ပြေအောင် လုပ်တဲ့နေ့ဘဝကနေလွတ်မြောက်အောင်လုပ်တဲ့နေ့ နော်ဒီဥစ္စာလေးနှစ်ခုနားလည်ရမယ်တို့လင်းလေးဖုံဖုံပြောမယ်ဟိုတနေ့ကလည်းဒါလေးကိုပြောလိုက်တယ်စိတ်ထဲမှာအလုံးလေးကြည်နက်တယ်ကျတို့ကဉာဏ်ပညာတွေကနှုံနေသေးတဲ့အတွက်ကြောင့်ဘဝကလွတ်ချင်တဲ့စိတ်ကတိတ်ပြင်းပြင်းထန်ထန်မဖြစ်သေးဘူးမဖြစ်သေးတဲ့အတွက်ကြောင့်ဘဝလည်းကျင်းလျာအောင်ပါဒီဘဝကိုလည်းဖြတ်သန်းရအောင်ပါဒီဘဝပြီးရင်လည်းနောက်ဘဝပေါင်းများစွာဖြတ်သန်းရအောင်ပါဒီအခြေအနေနဲ့ဆိုရင်တော့လေအဲ့လိုဖြတ်သန်းရမယ်ဆိုလို့ရှိရင်တော့ကျတို့ကောင်းကောင်းမွန်မွန်လေးဖြတ်သန်းရမှအဆင်ပြေမှာပေါ့ တော့ဆင်းသင်းရဲ့ပင်ပင်ပန်းပန်းကြီးဖြတ်သန်းရတာနဲ့ဆိုင်ချမ်းချမ်းသာသာဖြတ်သန်းရတာကပို့ပြီးတော့ကောင်းတာပေါ့ဟုတ်လားအဲ့ဒါဘဝထဲမှာအဆင်ပြေခြင်းလေနော်အဲ့ဒါလို့ဆိုလို့ရှိရင်ဘုန်းဘုရားဘာအာကိုမလို့ဘဝလွတ်မြောက်ဖို့အတွက်တိတ်စိတ်မဝင်သာစီဘူးဆိုရင်ပေါ့လေအဲ့ဒါဆိုရင်ဘုန်းဘုရားဘာအာကိုမလို့ဆိုလို့ရှိရင် စိတ်ကောင်းနှလုံးကောင်းလေးဖြစ်အောင်လို့စိတ်ကောင်းနှလုံးကောင်းလေးကိုအာကိုစိတ်ကောင်းနှလုံးကောင်းဆိုတာ ကောင်းမွန်တဲ့စေတနာကောင်းမွန်တဲ့ကံတရားကိုရည်ရွယ်ပြောတာကျွတ်တို့မှာစေတနာဆိုတဲ့ကံတရားတွေကသိုးတဲ့စေတနာတွေလည်းဖြစ်တယ်ကောင်းတဲ့စေတနာတွေလည်းဖြစ်တယ်အဲ့ဒါသိုးတဲ့စေတနာတွေကတော့ကျွတ်တို့အလွန်ကြောက်ရွံ့တဲ့ယွံမုန်းတဲ့ဒုက္ခတွေကိုပဲပေးမှာကောင်းတဲ့စေတနာတွေကတော့ကျွတ်တို့အခုအလွန်မဲ့နေတဲ့ကျွတ်တို့အလွန်တန်ဖိုးထားတဲ့ကောင်းမြတ်မှုချမ်းသာတွေကိုပေးမှာအဲ့တော့ဘဝတည်းမှာအရှင်းပြခြင်းနဲ့ဆိုရင်ဘုဖုံတို့ကောင်းတဲ့ကံလို့ဆိုတဲ့ စေတနာကောင်းလေးတနည်းအားဖြင့်နားလည်လေတဲ့ဝါဒနဲ့ပြောရင်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုးရမယ်။ကောင်းတဲ့စိတ်ကလေးထား။အဲ့ဒါတန်တရားမှာနော်ချမ်းချမ်းသာသာလေးသွားရမယ်ပေါ့။ကောင်းတဲ့စိတ်ကလေးထား။အဲ့တော့ကောင်းတဲ့စိတ်ကလေးဖြစ်ဖို့အတွက်အဲတဆင့်တက်ပြီးတော့ပြောရရင်မေတ္တာတရားလေးကိုအားကိုးမေတ္တာစိတ်ကောင်းနှလုံးကောင်းတွေထဲမှာအလွန်မှအရည်အသွေးမြင့်တဲ့တဘာဝတရားကြီးတို့ပါ ော်လောကီကောင်းကျိုးချမ်းသာတွေကိုပေးတတ်တဲ့ကံတရားတွေထဲမှာမေတ္တာကံဟာအထုတ်ထိပ်ပဲမြင့်မားဆုံးပဲမေတ္တာရဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အစွမ်းတတ္တိတွေကိုဘုရားလွှဲလို့ဘယ်သူမှအပြည့်ဆုံးမသိနိုင်အဲ့ဒါမြတ်စွာဘုရားကိုယ်တော်လည်းဟောထားမေတ္တာနဲ့နဘဝမှာအဆင်ပြေအောင်ဘုံဘုံတို့နေနိုင်ရမယ်နေတဲ့ရမယ်မေတ္တာကိုအားကိုးလို့ရှိရင်ဘဝမှာအဆင်ပြေမယ်ကျွတ်တော့ဘဝမှာမလွတ်ချင်သေးတာဘူး ဒါပေမဲ့ကျွတ်ရဲ့ညံကရက်နေမယ်လို့တော့မထင်ဘူး။နော်။တဖြည်းဖြည်းနဲ့ဉာဏ်ပညာမြင့်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 လာ။အဲ့လိုဉာဏ်ပညာမြင့်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 လာရင်ကျွတ်ကအော်ဘဝလွတ်မှသာလေဒုက္ခနိရောဓဒုက္ခချုပ်မှပါလားဆိုတဲ့အတိကလေးတနေ့မှရနိုင်ကောင်းနေပါနော်။အဲ့လိုရလာပြီဆိုလို့ရှိရင်တော့ဘဝကလွတ်မြောက်အောင်ဘုက္ခုတို့ဘာကိုအားကိုးမလဲ။အဲ့ဒါဆိုရင်တော့ပညာကိုအားကိုး။နော်။လူရင်းလေးကိုပြောတယ်နော် ဘွာထဲမှာအဆင်ပြေဖို့ဆိုရင်စိတ်ကောင်းနှလုံးကောင်းလေးကိုအကူကောင်းတဲ့ကံပေါ့လေ။နောက်ဘဝဒုက္ခတွေလုံးဝချုပ်သွားဖို့ဆိုရင်တော့ပညာကိုအကူဉာဏ်ကိုအကူအသုံးများတဲ့ဟောရတာနဲ့ပြောရရင်တော့ဘဝထဲအဆင်ပြေခြင်းတော့ကောင်းကံလေးကိုအကူနော်။ဘဝဒုက္ခတွေငြိမ်းချင်ပြီဟေးဆိုရင်တော့ဉာဏ်ကိုအကူဟုတ်လား။တကယ်တမ်းကကျွတ်တော့မမြင်လို့သာမမြင်တာ။ တကယ်ဖြစ်နေတာကြီးကဆင်းရဲကြီးပဲနော်အဲ့ဒီမြင်တဲ့ပညာကဟိုဘဝဒုက္ခတွေကနေပြီးတော့ထုတ်ဆောင်သွားမယ်ဘဝဒုက္ခတွေကိုညီကုန်းချုပ်သွားစေမယ်အစွမ်းနဲ့ရှိတာမဟုတ်ဘူးဘဝထဲမှာလည်းသူကအလွန်ကောင်းမွန်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်သေးတယ်။ဒါကြောင့်ဝေလမတုတ်တာမှာဒါနာမျိုးစုံနဲ့တရဏဂုံဆိုတဲ့ကုသိုလ်ကပုံမြတ်တယ်။မြတ်တယ်ဆိုတော့ဘာကိုကြည့်ပြောလို့ဆိုတော့ အကျိုးပေးကြီးကျယ်တာကိုကြည့်ပြောတာဣဒံတရောမဟာဖလံဒီစကလုံးလေးဣဒံတရောမဟာဖလံဒီဒါနကုသိုလ်ထက်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့စွန့်ရည်တတိကိုသိမြင်ပြီးတော့ဒုက္ခငြိမ်းဖို့ဆိုရင်တော့ငါဒါကိုပဲအာကုမယ်ဆိုတဲ့မွန်မြတ်တဲ့စိတ်နဲ့မှန်ကန်တဲ့စိတ်နဲ့ယတနာမြတ်သုံးပါးကိုအာကုအာရာပြုတ်လိုက်တဲ့အနေအထားလေးကဒါနကုသိုလ်ထက်အာလွန်ပြီးတော့အကျိုးပေးကြီးကျယ်တယ်လို့ပြောတာဣဒံတရောမဟာဖလံ အဲ့ဒီတရဏဂုံထက်၅ပါးသီလဆောင်ထင်ခြင်းကတာလွန်ပြီးတော့အကျိုးပေးကြည့်ကြတယ်။အဲ့ဒီ၅ပါးသီလထက်သောတော်ကပြောရတဲ့မေတ္တာတတ္တဝါတွေပုံမှန်ချမ်းသာစေခြင်းလား။အလွန်ငြိမ်းအေးတဲ့အလွန်အဆင့်အတန်းမြင့်တဲ့စိတ်သဘာဝလေးပေါ့။ကျွတ်တို့ရဲ့ယုံညံ့တဲ့စိတ်တွေဟာပဝန်းကျင်ဟာတတ္တဝါတွေလူတွေရဲ့ပုံမှန်ပဲဖြစ်ကြတာ။အဲ့ဒါလိုပဲမြင့်မားတဲ့စိတ်ကလည်းပဝန်းကျင်ကလူတွေတတ္တဝါတွေကိုပဲအကြောင်းပြုပြီးတော့ဖြစ်လို့ရတယ်။ အဲ့ဒါဖြစ်အောင်ဘယ်လိုလုပ်မလို့ဆိုရင်မေတ္တာကရုဏာမုရိဒာဥပေက္ခတတ္တဝါတွေကိုချမ်းသာစေခြင်းတည်းတတ္တဝါတွေကိုဒုက္ခငြိမ်းစေခြင်းတည်းနော်တတ္တဝါတွေအဆင်ပြေတာကိုဝမ်းမြောက်နိုင်နေတတ္တဝါတွေအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေကိုယ်စိတ်မှာတုံ့လုံးမှုမရှိအောင်ဒါငါဘာမှတတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးဒါသူတို့လှုပ်ထားတဲ့အလို့ရဲ့အကျိုးရလက်ဖရဲတောင်တားလို့မရဘူးဆိုတဲ့မှန်ကန်တဲ့အမြင်နဲ့သူတို့ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေအဲ့ဒီကိစ္စကိုယ်စိတ်ကိုမတုံ့လုံးစေဘူး မြင့်မြတ်တဲ့ဉာဏ်ပညာနဲ့လိလုရှုနိုင်တာဥပေက္ခလို့ခေါ်အဲ့ဒီမေတ္တာကရုဏာမုရိဒာဥပေက္ခအလွန်မြင့်မြတ်တဲ့နေခြင်းတွေဟုတ်လားအဲ့ဒါငါးပါးသီလထဲအဲ့ဒီမေတ္တာကတာလွန်ပြီးတော့အကျိုးပေးကြီးတဲ့အဲ့ဒီမေတ္တာထဲဘယ်သူကတာလွန်ပြီးတော့အကျိုးပေးကြီးတုံဆိုတော့အနိစ္စတင်ညာတဲ့စောစောကျုပ်ပြောရတယ်နော်စစရင်ပြောလိုက်တာနော်အတွေ့အကြုံအသစ်တွေကိုတွေ့ရင်ကြုံရင်နဲ့ သူ့ကိုတောက်လျှောက်ထားခဲ့ပြီးတော့နောက်ထပ်အတွေ့အကြုံအစ်စ်တစ်ခုကိုတောက်လျှောက်ယူလာနော်မြင်အောင်ကြည့်တောက်လျှောက်ဖြစ်တယ်နော်ဖြစ်ပြီးရင်အဲ့ဒီဥစ္စာရှိတော့တာမဟုတ်ဘူးကျတော့မပိုင်းဖြတ်နိုင်ဘူးညာကအဲ့ဒါရန်သတိကောင်းစူးစမ်းရင်ပိုင်းဖြတ်နိုင်တယ်အဲ့ဒါလိုနဲ့ကျတော့အကုန်လုံးပြောက်ွယ်သွားကြမှာပဲနောက်ထပ်ပြောက်ွယ်စရာတွေထပ်ဖြစ်မှာဘာပဲဖြစ်ဖြစ်အကုန်လုံးဟာပြောက်ွယ်သွားငကောကဖြစ်ခဲ့တာတွေအကုန်လုံးဟာပြီးသွားကြတယ်နောင်ဖြစ်မဲ့အရာတွေဟာလည်းပြီးသွားကြလိမ့်ဦးမယ်အခုဖြစ်နေတာလည်းပြီးနေစေပဲ အဲ့ဒီအနေဆာကိုစိတ်ထဲကအမှတ်ရအနေဆာတင်ညာအဲ့ဒီအနေဆာတင်ညာကမေတ္တာထက်သာလွန်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်ဣဒံတတော်မဖလန်ဟုတ်ပြီနော်အဲ့တော့ဘဝထဲမှာအရှင်ပြေဖို့ဆိုရင်တော့ဘုံတို့ကကံကောင်းအောင်ကြိုးစားရမယ်နော်ကံကောင်းအောင်ကြိုးစားရမယ်ဆိုရင်ဘာလုပ်ရမလဲတော့ပြမဝိဟာရတရားနဲ့နေရမယ်သူသည်ဖြင့်မေတ္တာနဲ့နေနေအောင်ကြိုးစားမေတ္တာအလွန်ဖြူစင်တဲ့စိတ်ကောင်းနှလုံးကောင်းလေးပဲသူများဘောချမ်းသာသိခြင်းနဲ့ ပါကစ္စတန်နဲ့မုံတီးနေမှာတော့ပါကစ္စတန်နဲ့စိတ်တိုင်းမကြဖြစ်နေမှာတော့လူကဒေါသဖြစ်တယ်ဆိုတာကိုကိုကိုရှုံမြိုက်တာပဲနော်ခက်တာကကိုကသူ့ကိုမုံတယ်သူ့ကိုစိတ်တိုင်းမကြဘူးဆိုရင်ကိုစိတ်တိုင်းမကြရသူ့ကိုဆင်းရဲသွားစေမယ်လို့ကိုကထင်နေတာသူ့ကိုပဲကိုကဆင်းရဲစေခြင်းနေတယ်မဟုတ်နော်သူ့ကိုဆင်းရဲစေခြင်းဒါသူကဆင်းရဲခြင်းမှာဆင်းရဲမှာသိရင်တော့နည်းနည်းတော့ဆင်းရဲခြင်းဆင်းမှာအော်ငါဒီလိုကမုံနေတယ်ဆိုရင်တော့ဘယ်ကောင်းမလို့နော် ဒါပေမဲ့သေချာတာကတော့ကိုယ့်ရဲ့အမုံတရားကိုယ့်ကိုပဲဘာလို့တာတော့လောင်မြိုက်တော့ကိုယ့်ကိုပဲနှိပ်ဆက်ဘာလို့အဲ့ဒီစိတ်ကြီးနဲ့နေမလဲအဲ့ဒါအလွန်ယုံညံ့တဲ့စိတ်ဟုတ်လားအဲ့ဒီဥစ္စာကဘာတွေကိုကောင်းထည့်ဖို့မှာတော့ကြမ်းတဲ့ဇာတ်တွေပြောမယ်ခံရခက်တဲ့ဇာတ်တွေပြောမယ်ဒုက္ခရောက်စေတဲ့အလုပ်တွေကိုပဲလုပ်မယ်ပိုးပြီးတော့ဆိုးရတဲ့အနေအထားကိုပဲဥတည်သွားမယ်နော်မေတ္တာရဲ့ဆန့်ကျင်ဘက်ဟာအလွန်မှယုံညံ့တယ်ပေါ့နော်ဒါကြောင့်မေတ္တာတရားနဲ့နေလို့ရှိရင်ဘဝထဲမှာအဆင်ပြေမှာပဲ။ နောက်ထပ်အလွန်ကောင်းတဲ့ဘဝတွေလည်းရမှာပဲသူရအာအလွန်ကြီးတဲ့အတွက်ကြောင့်ဘဝတွေထဲမှာအကောင်းဆုံးလို့ဆိုရဲပြမဘဝတော့ပို့နိုင်တယ်လို့မြတ်စွာဘုရားအလိုဟောထားတယ်ဟုတ်လားอืมညံထက်လာလို့ဘဝကိုဒုက္ခလို့မြင်လာလို့ဒီဒုက္ခတွေငြိမ့်ငြိမ်ပြီးဟေးဆိုရင်တော့ဘာကိုအာကုန်မလို့ပညာကိုအာကုန်မယ်ပညာအထိမှီအောင်လိုက်နိုင်မယ်ဆိုရင်တော့ကောင်းတာပေါ့နော်မြ мян ငြိမ့်သွားတာပေါ့ တန်တရားလဲဆိုတာကသိစိတ်ချတာမဟုတ်ဘူးလေအခုကောင်းတဲ့လူနဲ့တွေ့လို့မိကောင်းရွှေကောင်းနဲ့တွေ့လို့အခုစိတ်ကောင်းနှလုံးကောင်းလေးထွန်းမလို့တော်ကြမေယုံမှာရွှေယုံမှာနဲ့တွေ့ရင်ညံဖြစ်တာတွေဖြစ်ပြီးတော့ထိုးကြသွားနိုင်တာပဲတတ္တဝါတူတယောက်စီရဲ့ဘဝတန်တရားဆိုတာယုံညံ့တဲ့ဘဝတွေကိုဖျက်ဆီးရတဲ့အနေထားတာတဲ့အများစုပါတကယ်ကဟုတ်လားဘဝလွတ်ချင်စိတ်ပေါက်အောင်ကြိုးစားတာကတကယ်တမ်းကအကောင်းဆုံးပဲ သို့တော့ညံတုံးသေးလို့ညံသေးသေးလို့မလွတ်ချင်သေးဘူးဘဝတဏ္ဍာသိပ်အားကြီးနေတယ်ဆိုလို့ရှိရင်တော့ဘဝထဲမှာအဆင်ပြေအောင်ကြိုးစားဟုတ်လားဘာနဲ့ကြိုးစားမှာလဲမေတ္တာနဲ့ကြိုးစားဒါလူရင်းကိုပြောတာနော်အဲ့လိုဆိုရင်ဘဝထဲမှာအဆင်ပြေဖို့မေတ္တာတရားကိုလက်ကင်ထားမယ်ဘဝဒုက္ခတွေချုပ်ငြင်းဖို့အတွက်ဉာဏ်ပညာတရားကိုလက်ကင်ထားမယ်ဆိုတဲ့ဒီစိတ်ကလေးဒီအမှန်မြင်မှုကလေးကိုဘုံဘုံတို့ကိုယ်တန်တာမှာရှိအောင်ကြိုးစားမယ်ဒါသီးပင်နဲ့ပါလေပညာကုသိုလ်ပဲနော် အတောအချိန်လေးကတော့တူတူလေးပဲอืมတူတယ်ဆိုသည်25မိနစ်ရှိပြီဘုံဘုံပြောလိုက်တာဟုတ်လားစွန်းစားရတော့เนาะအချိန်ကတိတ်ပြီးတော့မရစွစွလေးကလာလိုက်လို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့တရားလေးရှိရှိနားထောင်အောင်เนาะတရားလည်းပဲစိတ်ကူးတဲ့ပေါက်တံလေးတွေးမိတာလေးတွေပြောရတာတစ်ခါတစ်ခါအရသာရှိနော်အဲလိုဆိုလို့ရှိရင်ဘုံဘုံတို့မေတ္တာတရားပညာတရားလက်ကင်ထားပြီးတော့ ဘဝထဲမှာလည်းပဲချမ်းသာအောင်နေနိုင်ကြတဲ့နောက်ဆုံးဘဝဒုက္ခတွေကလွတ်မြောက်အောင်ကြိုးစားရုန်းကန်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးဆိုဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအဆုစုတို့ရဲ့စွန့်တက်တွေကြောင့်ဖရာတပည့်တော်တို့ဒီမညံပုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောင်မျက်မှောက်ပြုပေးရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရသည်